ကဲဒီနေ့ဒီနေ့ဗီဒီယိုလေးကတော့ကာရက်ကနေပဲရည်ကိုပြောင်းတွက်တဲ့နေ့လေးဒီမှာကပြောပြပြမှာပေါ့နော်ကာရက်ကနေပဲရည်ကိုပြောင်းတွက်မယ်ဆိုလို့ရှိဘလို့တွက်ရမလဲပေါ့နော်ကာရက်ဆိုတာကအာရွှေကာရက်ကိုပြောတာနော်ဟိုဒီစိတ်ကာရက်ကိုပြောတာမဟုတ်ဘူးဒီရွှေကိုရွှေကာရက်ကိုရေးတဲ့ခါကျရင် K A R E T ပေါ့နော်သူတို့အဲ့လိုမျိုးရေးတာအာဒီဟို စေကြတော့ C နဲ့စရပါတော့เนาะ CART အဲ့ဒါဆိုတော့ကျမတို့ဒီအခုဒီရွှေဥပမာနိုင်ငံခြားတွေအခေါ်အဝေါ်တွေမှာကြတော့ carat လို့ခေါ်တယ်လေ24 carat 23 carat 80 carat အဲ့လိုမျိုးတွေပေါ့เนาะ12 carat ဒီနိုင်ငံမှာဆိုလို့ရှိရင်11 carat 9 carat 8 carat အဲ့လောက်ထိရွှေတွေကိုရောင်းကြတယ်ပေါ့เนาะဒါပေမဲ့မြန်မာပြည်မှာတော့အဲ့လောက်ထိမရှိပါဘူးအအများအနည်းဆုံးကတော့80 carat ပဲပေါ့เนาะမြန်မာပြည်မှာ12ပဲရေးပဲပေါ့เนาะအဲ့လိုမျိုးပဲ အာတကယ်လို့ရှိခဲ့တောင်မှရွှေတွေပြန်ရောင်းလို့ရတယ်ပေါ့နော်အဲ့လိုရွှေမျိုးကဲအဲ့ဒါကိုတွက်နီးလေးဘယ်လိုတွက်မလဲပေါ့နော်ပြန်ပြောင်းတွက်ဖို့ပေါ့နော်ဒီကာရက်ကနေပဲရီကိုဘယ်လိုပြောင်းတွက်မလဲပေါ့နော်အဲ့ဒါလေးကိုကျမတို့လေ့လာကြမယ်ပေါ့နော်ဒါဘူတူတာတစ်ခုအနေနဲ့ပေါ့နော်အာတကယ်လို့နိုင်ငံခြားမှာနေတဲ့လူတွေဆိုလို့ရှိရင်တို့ကရွှေဆိုင်သွားရေးကာရက်နဲ့ပဲတို့ပြမယ်ပေါ့နော်အာအဲ့ဒီကာရက်အလောက်ရှိတယ်ဆိုလို့ရှိရင်ကိုကပဲရီအနေနဲ့သိချင်တယ်ဆိုလို့ရှိရင်ဘယ်လိုတွက်ရမလဲဆိုတာပေါ့နော်ဒီဗီဒီယိုကြည့်ရင်းနဲ့ပဲ ကိုအဲတွက်လို့တတ်အောင်ပေါ့နော်ညီမက ပြောပြပြီးမှာပေါ့နော်အဲ့ဒါဆိုတော့ညီမတို့တွေဘယ်လိုတွက်မလဲဆိုတာကြည့်အောင်ပေါ့နော် ပြောင်းတွက်တဲ့နည်းပေါ့နော်သူ့ရဲ့ကောင်းစင်ကကဲသူ့ရဲ့ပုံသင်နည်းကတော့ကာရက်အစာ24အမြောက်16 အဲ့ဒါဆိုလို့ရှိရင်ပေးရည်သိရမှာပေါ့နော်အဲဆိုတော့ဥမာတွက်ပြမယ်ဆိုလို့ရှိရင် HK HK ရက်ဆိုလို့ရှိပေါ့နော်ပေးရည်ဘယ်လောက်ရှိမလဲ HK ရက်ဆိုလို့ရှိရင် HK အစား20 24ပေါ့နော် HK အစား24အမြောက်16ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆက်နပေးရည်ရမယ်ကဲအာညီမလက်တွေ့ဒီမှာပေါ့နော် HK အစား24အမြောက်60 ဆိုလို့ရှိရင်သူ့ရဲ့ပဲရီက12ရတာပေါ့နော်အဲ့ဒါဆိုတော့သူ့ရဲ့ဖြေက12ပဲရီအဲ့ဒါဆိုတော့80 coverage ရွှေတွေတွေ့လို့ရှိရင် 80k လို့ရေးထားတဲ့ရွှေတွေဆိုလို့ရှိရင်12ပဲရီရွှေ ဟိုရွှေ၁၂ပဲပါတယ်ဆိုတော့ကိုကတိထားရမှာဖြစ်တယ်ပေါ့နော်။အာ P80K ရွှေကတော့မြန်မာပြည်မှာကတော့အခစ်စားဆုံးပဲပေါ့နော်။အာ 80K ရွှေကိုဘယ်လိုတိနိုင်လဲဆိုတော့ 80K လို့မရေးထားဘူး။သူကတချို့ကြတော့ရေးထားတယ်ဒီနိုင်ငံကြမှာကြတော့ရေးထား။အာတချို့ကြတော့ဘယ်လိုရေးထားလဲဆိုတော့ AU 950အာ950ဒါမှမဟုတ် AU 950 Italy အဲ့လိုမျိုးတွေပေါ့နော်။ရေးထားတယ်အဲ့ဒီအဲ့လိုမျိုးရေးထားတဲ့နေရာတွေမှာကြတော့ဒီဟိုကျိုးရဲ့ ကွင်းဟိုမောင်းကွင်းဘက်မှာပေါ့เนาะသူကခလုတ်နဲ့ဟိုအာ ATK တွေကအများတော့ဖြစ်ရဒီခလုတ်နဲ့အဲ့ဒီခလုတ်ရဲ့ကွင်းမှာရေးထားတာပေါ့เนาะအကွင်းမှာတက်တက်လေးပဲသူကမှန်ဘလူးနဲ့ကြီးမှတည်ရတယ်အဲ့မှာသူတို့ရေးထားတယ် AU 950ဒါမှမဟုတ်950ဒါမှမဟုတ်အီတလီပေါ့เนาะအီတလီ950ဆိုပြီးတော့အဲ့လိုမျိုးရေးထားတာရှိတာပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကိုက ATK ရွှေလို့ကိုကတည်ရမယ်ပြီးရ72ပဲရွှေ72ပဲရပါတယ်ဆိုတာ တည်ရမှာပါနော်ဆက်နှပေးရေဆိုတာကရွှေပါဝင်မှု D80K ရွှေကရွှေပါဝင်မှု95ရာခိုင်နှုန်းနဲ့အာသူ့ရဲ့အယောအနော်ကတော့25ရာခိုင်နှုန်းပါဝင်တာဖြစ်တယ်ပေါ့နော် D80K ရွှေတွေကတော့ဒါဘူတူတာကုနေနဲ့ပြောပြထားပြတာဟို YouTube ကျမရဲ့ YouTube channel မှာလည်းဗီဒီယိုတွေအများကြီးတင်လာတာရှိတာပေါ့နော်အဲ့ဒီမှာလည်းလေ့လာလို့ရတယ်နောက်တစ်ခု 20k 20k ဆိုလို့ရှိရင်တဲ့ပဲရင်းနဲ့ဆိုဘယ်လောက်လဲဥပမာတွေ့တွေ့ကြည့်ကြမှာပေါ့နော် 20k ဆိုလို့ရှိရင်ဒီမှာ20အစား24အမြောက်60ဆိုလို့ရှိရင်ဘာလို့16နဲ့မြောက်လဲဆိုတော့သူကပဲရေးလို့ရှင်လို့ရှင်မတို့က16နဲ့မြောက်တာအဲ့ဒါကိုစားလိုက်မယ်နော်20အစား24အမြောက်16 ဆိုလို့ရှိရင်73ပဲရေးကြကြော်ရှိတော့ဗောနော်73တာမှတော်တော်73ပဲရေးကြကြော်ရှိတယ်ဒါပေမဲ့အဲ့ဒါကိုတို့က73ပဲရေးပဲခေါ်ကြတာဗောနော်73ပဲရေးပဲယူတယ်ဗောနော်ကဲနောက်တစ်ခု 32k 32 carat လို့တွေ့ရင်ကျမတို့ကရွှေအဲဘယ်နှပေးရပါလဲဗောနော်မြန်မာအခေါ်ဝါနဲ့ဆိုရင်ပေးရဘယ်လောက်လဲသိချင်တယ်ဆိုလို့ရှိရင်22အစား24အမှအမြောက်16 အဲ့ဒါပြီးမှာ14ဒသမ66ပဲရရတယ်ပေါ့နော်14ဒသမ66ဆိုတော့က14ပဲအာ9ရွေးအရေးရှိတာပေါ့နော်14ပဲနဲ့14ပဲ4ရွေး sorry 14ပဲ4ရွေးအရေးရှိတယ်ပေါ့နော်15ပဲရမပြည့်ဘူး14ပဲနဲ့တဝက်ရှိတာပေါ့နော်14ပဲ4ရွေးအရေးရှိတယ်အာဘာဖြစ်လို့14ပဲ4ရွေးလို့ယူလိုက်လဲဆိုတော့ဒသမ6ဆိုတော့6ဆိုတော့9ကြော်ရတာဖြစ်တဲ့အတွက်ကြောင့်မို့တဝက်နဲ့ကျွန်မတို့ယူလိုက်တယ်အဲ့ဒါဆိုတော့14ပဲ4ရွေးအရေးပေါ့နော်ဒီ22 carat ဆိုလို့ရှိရင် နောက်တစ်ခုတွေ့ကြည့်မယ်23 carat 23 carat ဆိုလို့ရှိရင်ဒီမှာအမြောက်လိုက်တဲ့ခါကျတော့23အစား24အမြောက်16ဆိုလို့ရှိရင်အာ15.33ရတယ်33ဆိုတော့9မကျော်တာဖြစ်တဲ့အတွက်ကြောင့်မို့15ပဲရည်ပဲယူလိုက်တယ်အဲ့ဒါဆိုတော့ကိုက 23k တွေးတာနဲ့ဒီရွှေရည်က15ပဲရည်ရွှေဆိုတာကိုကတိထားမှာဖြစ်တာပေါ့နော်ကဲဒီ20လေးတွေတော့ဟိုဘုသူတာတစ်ခုအနေနဲ့ မှတ်ထားကြပါတော့ဒါလေးတွေလည်းအသုံးဝင်ပါတယ်အဲ့ဒါဆိုတော့နိုင်ငံခြားမှာနေတဲ့လူတွေအများသောအဖြစ်ကဒီ current နဲ့ပဲအမှတ်သားတွေပေါ်ပြကြတယ်ပေါ့နော်အဲ့ဒါဆိုတော့ကိုကမြန်မာရွှေနဲ့ပေးရည်နေနဲ့တိရှင်းနေဆိုလို့ရှိရင်ဒီတေဂီတလေးကိုမှတ်ထားပါဒီတေဂီတလေးကကာရက်အစား24အမြောက်16ပေါ့နော်အဲ့ဒါဆိုထွက်လာတဲ့အဖြေကဘေးရီဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒါ ဒီဗီဒီယိုကတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်ရှင်အားလုံးကောင်းသောနေ့လေးဖြစ်ကြပါစေ